စွာသောမိဘပြည်သူပေါင်းစိတ်အေးချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်စပီကာကနေပြီးတော့ဆုတောင်းမြတ်တာပို့သားလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ဘလီဘလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီကစားပေါ်ရင်ခြိသငင်တို့လမ်းကြောင်းမရှိတတိမြဲခိုင်ကြောက်တိုင်ပမာဒေါင်းရာစာတို့ပညာရဲရင်ပွဲလေတင့်နေကြပါပြီကျွန်တော်တို့လူငယ်တွေအားလုံးဟာ အသက်ကိုပဓာနာမထားဘဝတွေကိုပေးဆက်အိမ်ပြန်လန်းကိုမှန်းမြော်ပြီးတော့တိုက်ပွဲတွေဝင်နေကြတယ်အိမ်ကထွက်လာတဲ့နေ့ရက်နာရီအတိအကျကိုပြောနိုင်ပေမဲ့အိမ်ကိုပြန်ဖို့နေ့ရက်နာရီအတိအကျကိုမပြောနိုင်ကြပါဘူးဒါပေမဲ့အိမ်ကိုတော့ပြန်ရတော့မယ်အိမ်ပြန်လန်းကိုရောက်နေပါပြီ။ အိမ်ရောက်ဖို့ပဲကြံပါတော့တယ်လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ရဲဘော်လေးတွေဟာအတက်ကိုပဓာနာမထားပဲတိုက်ပွဲတွေဘလောက်ကြီးပဲဝင်နေပါစေဘဝတွေဘလောက်ကြီးပဲပေးဆက်နေရပါစေခန္ဓာကိုယ်အစိတ်ပိုင်းတွေစွန့်လွတ်နေရပါစေဒါပေမဲ့မြို့ပေါ်တွေမှာတော့ပျော်မြဲတိုင်းပျော်သွားမြဲတိုင်းသွားလာမြဲတိုင်းလာပျော်ပွဲရှင်ပွဲတွေကိုချိတ်ငြိမ်တဲ့ကျင်းပနေတဲ့ လူတွေရှိသလိုတာတာရာရာနဲ့ငါတို့ရရင်ပြီးရောပဲနော်ဘယ်ကနေဘလို့ပတ်စံရရငါတို့ကတော့ရအောင်ယူมาပဲဆိုတဲ့အမှုပညာသမားတွေလည်းရှိနေပါတယ်အဲ့ဒီအမှုပညာသမားကတော့ကျွန်တော်တို့ဇက်သပင်နဲ့ကျွန်တော်တို့ပြောရရင်တော့တစ်တာဘွင့်ပေါ့နော်မကရတာလေတော်တော်ကြာပြီလို့ပြောတဲ့ဇမင်းသားလေးဖို့ချစ် မြို့ရွှေမန္တလေးမောင်ထိုးချစ်အဲသူကတော့ပြည်မနာမြို့ရွှေမင်းတိန်တောင်ပွဲမှာတစ်တာဖွင့်သူ့ရဲ့ဇက်သမီးကြီးကိုပထမဦးဆုံးရွှေမင်းတိန်တောင်ဖျားပွဲမှာကပြလိုက်ပါလေကပြတဲ့နေရာမှာလဲဇက်ပွဲကိုလာကြည့်တဲ့အချိန်မှာလမ်းခုလက်မှာလူငယ်လေးတွေအချို့ပေါ်တာဆွဲခံနေရပါလေပျော်ဝဲရှင်ပွဲတွေလုပ်နေ လာကြည့်ကြတယ်ပေါ်တာဆွဲခံရတယ်ဒုတိယအခြေကျွန်တော်တို့မဥပင်းအေယာဝတီတိုင်းမဥပင်းတရားဘိနာတဲခွင်းကြီးမှာတခါမှပွဲနေဇက်တွေကိုမတွင်းဘူးတဲ့နေရာကြီးမှာဘိုးမအချို့ကနေပြီးတော့ပွဲကိုတွင်းပါတယ်ပွဲတင်တဲ့အချိန်မှာမြို့ရွှေမန်းသားလေးမောင်ဖိုးချစ်ကနေပြီးတော့အပါရိယဖြောပြေးနေတယ်တရက်နှစ်ရက်လောက်နေတော့ မြို့ရှင်မန်းသားလေးမောင်ဖိုးချီရဲ့ပွဲကိုလာကြည့်တဲ့ပိဋကလူငယ်တော်တော်များများအဖမ်းစီးခံလေးရပါတယ်ပေါ်တာဆွဲခံလေးရပါတယ်ကဲကျွန်တော်ဒီနေရာမှာကျွန်တော်ပြောပြီဗျာခမင်းငန်းလို့တည်သွားမှာလားလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောခြင်းနဲ့ခေါင်းစင်မတက်နဲ့ငါတို့ကတော့ဘာကြီးကိုတိဆောက်ဖို့ငါတို့ကတော့ဘာကြီးကိုလုပေးခြင်းလို့ဆိုတဲ့ခေါင်းစင်ကိုမတက်ပါနဲ့ခစ်ကြီးကပြက်နေတာ ခကြီးကကောင်းတာမဟုတ်ဘူးသမင်းငတ်မှာကြောက်နေလားလူတိုင်းလူတိုင်းကလက်အပြည့်စုံပါလေတော်တော်များများကိုပန်နေကိုရှာစားတတ်တယ်မတည်အောင်နေတတ်တယ်ခေါင်းစဉ်တက်ပြီးတော့ဇက်အဖွဲ့သူဖွင့်သားတွေအမှုပညာသမားတွေဟောပြီးတော့ဘာကြီးကိုစောက်ပေးခြင်းတို့ဘယ်စောက်ဦးစောက်ပေးခြင်းတို့ဆိုပြီးတော့ခေါင်းစဉ်မတက်ပါနဲ့ ဇမင်းသားလေးမောင်ဖို့ချစ်ရေအဲ့ဒီလိုပြောရင်မင်းတို့ဇက်သူဇက်သားတွေနဲ့မင်းကိုချစ်နေတဲ့လူမင်းကိုအားပေးနေတဲ့လူတွေကငါ့ကိုမုန်းမယ်မုန်းလဲဂယုမဆိုင်ဘူးမင်းလုံးတဲ့အတွက်အခုလူငယ်လေးတွေအဖမ်းခံနေရတယ်ဘာလဲအဖမ်းခံရအောင်မင်းကနေရာဒေသတွေမှာလိုက်ပြီးတော့လူစုပေးပြီးတော့ပွဲကနေတာလားအဖမ်းခံရအောင် မင်းကလိုက်လို့ပေးနေတာလားငါဒီနေရာနေပဲပြောချင်တယ်ကွာမင်းအရင်တော့ပြောခဲ့တဲ့စကားရှိပါတယ်ကြိုက်ကိုမကြိုက်ဘူးမကြိုက်ကိုမကြိုက်ဘူးဆိုတဲ့စကားမင်းပြန်ကြည့်ပါမင်းရှက်ကြရင်လဲသေးလို့ရတယ်မင်းကောင်းခဲ့တာဒီအလဟတ်ဖြစ်သွားပြီနော်မင်းကလည်းပွဲတိုင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 ်းကိုလူငယ်လေးတွေအဖမ်းခံနေရတယ် မင်းနည်းနည်းမှမစင်းသာဘူးလားတမိုင်းလောက်အောင်နေပါထပ်ပြီးတော့မပြောချင်တော့ဖိုးချစ်ရေအခုမင်းနှစ်ပွဲပဲကားတယ်နှစ်ပွဲစလုံးလူငယ်တွေဖမ်းခံရတယ်နောက်ထပ်မင်းထက်ကရင်ရောအဖမ်းမခံဘူးလို့မင်းပြောနိုင်လားထပ်ပြောလိမ့်မယ်ခေကာလာကြီးကကောင်းတာမဟုတ်ဘူးနော်မင်းတို့ထမင်းစားဖို့မင်းတို့နာမည်ကြီးဖို့ မင်းတို့ဘောမနိုင်မို့မင်းတို့တန်တန်ရရနေနိုင်မို့ကိုလူငယ်လေးတွေရဲ့ဘဝကိုမင်းတို့ချနေနေတာလားစစ်သားစုဆောင်ရေးအတွက်ကိုမင်းဟာပွဲလိုက်ကပေးနေတာလားငါဒီလိုပဲပြောခြင်းနဲ့ရှက်တယ်လဲတယ်ဟုတ်ပါပြီဒါတွေပြောရင်အမှုပညာသမားချင်းချင်းဂရုဏာလဲပါလဲဒေါသလဲထွက်တယ် မလုတ်တယ်မလုတ်ထိုက်တာကိုမလုတ်ပါနဲ့ကွာဟုတ်ပါပြီနောက်ခုကျွန်တော်ပြည်သက်ကြီးကိုကျွန်တော်တင်ဆက်ပေးပါမယ်နေပြည်တော်ရင်းနဲ့စီရေးပြစစ်ကြောင်းမှာအရာရှိများအချင်းချင်းခိုက်ရန်ဒေါသဖြစ်ပွားခဲ့အနည်း၈၀ပြည့်ကျင်းပါတဲ့တမတော်နေလို့ခေါ်တဲ့ပွဲကြီးမှာ အရာရှိတွေနဲ့အောက်လက်ငယ်သားတွေ78ဦးခိုက်ရန်ဒေါသဖြစ်ကြတယ်။ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်းအများအပြားရှိတယ်။အဲ့ဒါကိုယူတနဲ့တက်ရဲတို့တက်ထင်းတို့ကဖြေရှင်းလို့မရဘဲနဲ့အကျန့်ဖက်ဖြိုခွင်းတဲ့တက်ကနေပြီးတော့အင်းအားတုံးပြီးတော့ဖြေရှင်းလိုက်ရပါတယ်ဗျာကဲတက်သွင်းတဲ့ဘုံထားနေပြီဆိုတာယုံပြီလား ဟမ်ပီရီယက်ဒီတော်လိုင်းရင်တက်ဖို့ဝင်နေတိုင်းရင်သားလက်နက်ကင်အဖွဲ့တွေကိုခြေမုံတိုက်ခိုက်မယ်ဆိုတဲ့စတန်ဒတ်အာမီကြီးနော်တရားပြပြောရင်ဘောဘမင်းအောင်လိုင်းကြီးရေကိုတက်ကိုကိုတိုင်အောင်ထိန်းမှာဥဟာနေပင့်ရထောင်နေပင့်ရနေဥဟာထောင်နေတယ်ကိုကိုကိုဟုတ်လာပြီလို့မထင်ပါနဲ့ ။ဘာဖြစ်နေလဲဆိုတော့အနူတော်မှာလူကြောဖြစ်နေတာကိုဂုံယူပါနဲ့လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်။အခုတက်တွင်းတပုံထနေနှစ်80ပြည့်အခမ်းအနားကြီးနေပြီးတော့မှကျင်းပမယ်ဆိုတဲ့နေ့မှာမှအရာရှိတွေနဲ့အောက်လက်ငယ်သားတွေခက်ရန်ဒေါသဖြစ်ပြီးယိုယိုတန်းတန်းတက်ရဲနေတက်ထင်းနေရနေပြီးတော့ဖြည့်ရှင်းပြလို့မရလို့အကျန်းဖက်ဖြိုခွင်းနဲ့အထူးတက်ဖွဲ့ရနေပြီးတော့လူအင်အားလက်နက်အင်အားတုံးပြီးတော့ဖြည့်ရှင်းလိုက်ရတယ်ဗျာ ကဲရှက်ဖွယ်လီလီကောင်းလိုက်တာတက်ချုပ်ကြီးရေလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအဲအဲ့ဒီလိုဖြစ်လို့လားတော့မသိဘူးဗျာနေပြီးတော့အရန်ပူလို့တဲ့မနှစ်ဖက်တော်လန်ရေးချီတက်တဲ့ break တွေအများနဲ့လုံနေကျွန်တော်ငငယ်တွေကကျွန်တော်မမွေးခင်တည်းကမနှစ်ဖက်ပဲလုံတာအခုဒီသတင်းကိုကြားွားလို့လားတော့မသိဘူး နေဘူးတော်ကိုအကြောင်းပြပြီးတော့ညနေကြမှလုံမယ်တဲ့ဟုတ်ပြီကျွန်တော်တို့မနှစ်ဖက်အရင်တော့ကတမတော်နေအခမ်းအနားကြီးကိုလုံရင်နေရာလည်းမထွက်သေးဘူးနော်အေးအေးချမ်းချမ်းလေးနဲ့အဲနေမပြင်းသေးတဲ့အချိန်မှာฉีดတက်တာလူတက်တာလေအခုဟာညနေမှလုံမယ်ဆိုတော့နင်းနေဘွားစဉ်းစားကြည့်ဗျာအစင်းနေနေရတာက၃နာရီ နှစ်နာရီသုံးနာရီလောက်တည်းရဒီ uniform တွေဝှေ့ပြီးတော့အစင်သိနေနေရတာအဲ့ကပူရတဲ့ကြားထဲမှာအစင်သိနေနေရတာ तू ကအေးအေးဆေးဆေး9နာရီလောက်မှလာမှာထားလိုက်တော့နှစ်နာရီဝက်ထားလဲ3နာရီ4နာရီ5နာရီ3နာရီလောက်ကိုဒီဝတ်စုံကြီးဝတ်ထားရတာလေဝတ်ထားပြီးတော့ရိုးတနေတက်တောင့်တက်တာနေရတာမဟုတ်ဘူးအစင်းနဲ့ तू ကနေပြီးတော့ ခိုးဘက်ကနေချီတက်ပြီးတော့လမ်းလျှောက်လာတာကဲစဉ်းစားကြည့်ဦးဗျာအောက်ကငယ်သားတွေကိုကိုချင်းမစားတဲ့အပြင်ငယ်သားတွေကိုဒုက္ခပေးနေသလိုဖြစ်နေတယ်ပြီးတော့နောက်တစ်ခုရှေ့တန်းကိုလည်းလွတ်တယ်ဒီနောက်တန်းမှာကြံခဲ့တဲ့လူတွေကိုလည်းဒုက္ခပေးနေသလိုဖြစ်တယ်ကိုနံမရဖို့ကိုနေရာမပြောက်ရေးအတွက် အာကဘာအတီအောင်တမတော်နေခန္ဓာကြီးကိုနှစ်စဉ်နှစ်တိုင်းကျင်းပနေတယ်ဆိုတော့ပုံရိပ်ကြီးကိုပြကျင်လို့အောက်လက်ငယ်သားတွေကိုဒုက္ခပေးနေတာလားကဲအောက်လက်ငယ်သားတွေရန်နေဖားဖြစ်ချပါပြီတဲ့ညနေအစီအစဉ်ပြောင်းသွားပြီဗျာမဆက်တတ်ဘူးလားဗျာမဆက်တတ်ဘူးလားအဲတိတ်ပြီးတော့လဲရှက်မှလည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့လူရင်အားကျော့ဝိုင်းဖိုးချစ်ကနေပြီးတော့ပွဲတွေကပြီးတော့ လူတွေစုပေးလိမ့်မယ်ဘာမှအားမငယ်ပါနဲ့ဟုတ်ကဲ့ပါရန်ကုန်သားတွေကတော့လက်တံပြောင်ပြီဗျာရန်ကုန်သားတွေလက်တံပြောင်ပြီရန်ကုန်ကသူ့ရဲကောင်းနေရန်ကုန်ကသူ့ရဲကောင်းရဲ့တွေးတွေကရဲပြီးသားပါနေပြီးသားပါအဲ့ဒီလိုပြောလိုက်လို့တခြားမန္တလေးမြို့လိုဘာလို့ပါတမျိုးမထင်ပါနဲ့မန္တလေးမြို့မှာလည်းသူ့ရဲကောင်းတွေရှိခဲ့ပါတယ်ရန်ကုန်မြို့မှာလည်းသူ့ရဲကောင်းတွေရှိပါတယ် အဲအခုတော့ဒီနေ့ကတော့ရန်ကုန်ကသူ့ရဲကောင်းတွေကိုကျွန်တော်ပြောချင်တာဗျာရန်ကုန်သူ့ရဲကောင်းတိတ်လှတယ်ဗျာရန်ကုန်သူ့ရဲကောင်းအခုရန်ကုန်မြို့မှာနှစ်ရှစ်ဆက်ပြည့်တက်မတော်နေအခမ်းအနားကြီးကိုဒီနေ့ကျင်းပမယ်လဲဆိုလဲဆိုမိုးမလင်းငင်တွေကရန်ကုန်မြို့ရဲ့လူစီကားရနေရာမှာစိုင်းဖို့အကြီးကြီးနဲ့ကျွန်တော်တို့နိုင်ငံကြီးကိုကတ်ပြီးတော့စာတိုင်းဆွဲပလိုက်တယ်အဲ့စာတိုင်းကဘာလဲဆိုတော့ နှစ်80ပြည့်တက်မတော်နေအထိတ်အမှတ်ကိုဂုံပြုတ်လိုက်တာပေါ့ဗျာအာနာရှင်ဘဟုအာနာရှင်ဘဟုပြုတ်စနစ် မုတ်ချပြိုလဲစေရမည်တဲ့ဗျာကောင်းလိုက်တဲ့စာသားဗျာပြန်ပြောပြမယ်ရန်ကုန်မြို့လူစီကားရနေရမှာလူများပြည်သူဖတ်လို့ရအောင်အာနာရှင်ဘဟုပြုတ်စနစ်မုတ်ချပြိုလဲစေရမည်တဲ့ဗျာကောင်းလိုက်တဲ့စာသားဗျာရန်ကုန်သားတွေ ငါသားလေးတွေငါသူလေးတွေငါရဲဘော်တွေလေးသားပါတယ်အနောက်ကနေပြီးတော့အာမန်အပြည့်နဲ့ကြားကန်ပေးမယ်ကဲထပ်ပြီးလာပြန်ပြီဗျာစစ်မှုထမ်းဥပဒေတွေကတခုပြီးတခုထုတ်ပြန်လိုက်ပြန်ပြီစစ်မှုထမ်းရဲနဲ့မဲပေါက်သူများကိုတဲ့ MSI MS ကွန်ပျူတာစနစ်အတွင်းအမြင့်ထက်တွင်းထား၍တဲ့လေစိတ် ရေစိတ်ကားဂိတ်စစ်စေးရေးဂိတ်များမှပြင်းမလွတ်နိုင်ဟုစစ်တပ်ကနေပြီးတော့ချိန်ချောက်စကားတွေပြောနေပါပြီဗျာစာတွေလည်းထွက်နေပါပြီဗျာကဲအဲ့ဒါကြီးကိုထွက်ဖို့မင်းသားလေးမောင်ဖိုးချစ်ဇမင်းသားလေးမြို့ရွှေမင်းသားလေးမောင်ဖိုးချစ်ကနေပြီးတော့ကပွဲသမင်တွေနဲ့လူတွေလိုက်စုပေးနေပါတယ်ပြီးတော့လည်း အဲ့လိုမျိုးစစ်မှုထမ်းရန်ပါတဲ့လူတွေကဘယ်နေရာမှမှ ထွက်ပြေးလို့မရပါဘူးဘယ်နေရာကမှ သွားလို့မရပါဘူးဆိုပြီးတော့ချင်းချောင်းနေတဲ့စကားပြည်သူတွေကိုမင်းတို့တွေကတတ်နေတာလားပြည်သူပေးတဲ့ပတ်စံနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူဝင်နှန်းလှုပ်လို့ ြည်သူကိုပြန်ပြီးချိမ့်ချောင်းနေတာထို့နည်းတူပဲမောင်ဖိုးချီရပြည်သူကိုကပြအတုံးတော်ခံပြည်သူရဲ့ပတ်စံနဲ့မင်းကမအားလာဘူးဘောမလူလိုက်စုပေးနေတာလားလို့ပဲဒီနေရာကနေပြောချင်ပါတယ်ဘလို့ပဲလို့လို့ပါ မျိုးစီမမှန်ပေမတန်ဖူးရန်ငုံကင်းအတိဖြင်းဤတဲ့မိအရင်တော့ဘလောက်ကြီးပဲကောင်းခဲ့ကောင်းခဲ့ဘလောက်ကြီးပဲစေတနာထားခဲ့ထားခဲ့မျိုးစီလေးမှန်ပြီးပါအပင်လေးတန်ရအောင်လို့မိမလည်းသားသမီးတွေရှိနေပါပြီမိရဲ့သားတွေသမီးတွေသားတွေသမီးတွေဆိုတာတယောက်တည်းအခုလောလောဆယ်တော့မြင်သေးတာပေါ့နော် မင်းရဲ့သားသမီးတွေနောင်လာတဲ့အနာခတ်မှာငါအဖေကဇမင်းသားကြီးတပည့်ဥက္ကဋ္ဌလုတ်ခဲ့တာတပည့်ဥက္ကဋ္ဌတော်မှာတပည့်ဘဟုဥက္ကဋ္ဌလုတ်ခဲ့တာတမိုင်းကဒီလိုရှိတယ်กว่าဆိုပြီးတော့မင်းသားသမီးတွေဂုံယူဝင်ကြွားနိုင်အောင်တမိုင်းလအောင်လုတ်ခဲ့ပါထပ်ပြောလိုက်မယ်ငါတို့ရဲ့ညီကိုတော်လိုနေခဲ့တဲ့ စာရေးဆရာတချင်းရေးဆရာကိုရှန်ထွန်းရီခမရကလည်းနောက်ကနေပြီးတော့ဖိုးချစ်ဖိုးချစ်ဆိုပြီးတော့မှီပြီးစိုင်းနေမြောက်ထိုးပင်ကောမလုပ်ပေးပါနဲ့ဒါပဲပြောချင်တယ်ခမရကိုကျွန်တော်ဒီနေရာနေပြီးတော့ဒါပထမဦးဆုံးပြောချင်းမယ်နော်ခမရဟိုတယ်နေရနေပြီးတော့ဘယ်သူမှဂယူမဆိုင်နဲ့အဲတမိုင်းထားခဲ့တဲ့မောင်ဖိုးချစ်အဲဘာအဲ့လိုပုံစံမျိုးနဲ့ခမရ ကြပြလေးလို့ပို့ခမရတင်ခဲ့တာခမရကိုကျုပ်ဒီနေ့စပြောပြီနော်ခမရတို့စားနေတယ်ထမင်းလုတ်တိုင်းထမင်းလုတ်တိုင်းကပြည်သူမျက်ရည်တွေပါနေတယ်ပြည်သူမျက်ရည်မပအောင်အမှုပညာသမားစစ်စစ်ဖြစ်အောင်ခမရတို့စူးစားပါဖိုးချင်းနဲ့ကိုရှံထွန်းဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါချစ်စွာသောမိဘပြည်သူပေါင်းကျွန်တော်ရဲ့ဆင်းရဲစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးလေးရှိပါတယ် ဒီခါကျွန်တော်ကျွန်တော်ရဲ့စိတ်သိစပီကာမှာရွတ်ဖတ်မဲ့ကြံရလေးရတော့ရန်ကုန်သို့မဟုတ်အောက်ဆီဂျင်မဝတဲ့မြို့ပြားလေးကြံရလေးရဲ့ခေါင်းစဉ်ကရန်ကုန်သို့မဟုတ်အောက်ဆီဂျင်မဝတဲ့မြို့ပြားဒီကြံရလေးကိုရေးဆက်တဲ့ကလောင်သားထက်ထက်နဲ့တော်လန်တိုက်ပွဲဝင်နေတဲ့ကြံရဆရာကတော့စမ်းကြော်စွာဝင်းမဲ့ဖြစ်ပါလေကြံရဆရာ စွမ်းကြော်စွာဝင်ခင်ဗျာဆရာရဲ့ကြံပြလေးကိုကျွန်တော်ရဲ့စိန်လေးစပီကာမှာရွတ်ဖတ်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာနေကျွန်တော်တောင်းခံပါတယ်ကြံပြလေးရဲ့အမိကရန်ကုန်တို့မဟုတ်အောက်ဆီဂျင်မဝတဲ့မြို့ပြရန်ကုန်ဆိုတာကြေကွဲပြီးတဆက်ဆက်ယုံနေတဲ့ဖုတ်လိုက်ဖုတ်လိုက်နှလုံးသားကိုပိုက်မချစ်တင်ခဲကြိတ်ဆိုင်နေရတဲ့ အမေအိုတဦးလိုမိဘွိုင်းမှာလမ်းမပေါ်ရက်ကွက်ထင်းလူယူးလူသွန်းတွေတဝီဝီနဲ့လိုရင်လိုသလိုမလိုရင်မလိုသလိုမြို့ကြီးတမြို့ပေါ်လူငယ်တချို့ထွက်သွားကြတဲ့ကရန်ကုန်မှာဘယ်တက်ကတူပါဘယ်ကျောင်းတော်ပါဆိုတဲ့အနှစ်သာရတွေပို့ထိုးလောက်တဲ့ စိတ်တုံးပျောက်ပြက်ခဲ့တာကြာပါပြီရန်ကုန်လေစိတ်ကအဲ့ဒီဆက်လေကားကြီးကြော်ဖြတ်နိုင်မှုတိန်40 50 60ကုန်တယ်အချင်းချင်းတီတူပြောနေကြတယ်မိပါတွေလည်းမျက်ရည်ဆက်လက်ကြလက်ကြပြပြနဲ့လေစိတ်ကိုပို့စိတ်ပူစွာစောင့်နေကြတယ် တမိကဘယ်နိုင်ငံမှာတားသူအစိုးကလေးကဘယ်နိုင်ငံပို့ထားတာဆိုပြီးနိုင်ငံခြားမပို့နိုင်သူတွေနေတဲ့ရက်ွက်แท้တပို့စာရုံထွက်နိုင်မှုကိုကမာပေါ်မှာဂုံယူเสียအကောင်းဆုံးမိပါလို့ကြွေးကြော်ရဲသူအချို့လဲရှိရဲ့လွတ်လပ်ငြိမ်းချမ်းရင်ပန်းနေမပွင့်ခင်ကိုချင်းစာတရားကို အရင်ပန်ထားစမ်းမှရန်ကုန်ရဘကိုးရုံးမကိုဖြတ်ကျော်သွားတဲ့သူလူငယ်တွေစစ်တောင်းမြဝန်းအရှိပဲချမ်းလှမ်းသွားတဲ့လူငယ်တွေအေယော်ရီကိုစံတက်အညာဘက်ရောက်သွားတဲ့လူငယ်တွေသူတို့အိမ်အပြန်ကိုတပြေညုံနဲ့ကြို့ဖို့စောင့်ရင်းမျက်ရည် ိုးကြနေရတဲ့ရန်ကုန်ပေါ်တကားဖွင့်စမ်းအဲ့စီရင်လာစစ်တာရှိသည်မလူအကုန်ထွက်ဆိုပြီးအချိန်မရွေးတကားလာောက်ခံရမယ်မြို့ပြမိစတန်ညိုစုံနေနေတဲ့မြို့ပြခမင်းစားဖို့ရုံးကန်ရှင်တန်နေရတဲ့ကြုံမွေနင်းပြရက်ွက်တီမှာ အင်ပါတာတက်နိုင်တဲ့အိမ်ကဆရာကြီးဖြစ်နေတဲ့မြို့ပြအမောင်လေးကနိုင်ငံမှာမိအောင်ဆုံးလင်းနေတဲ့ပတ်ဝန်းကျင်တစ်ခုရန်ကုန်မှာရှိရယ်ညဘက်ဆိုမြမစကားတန်ထက်တရုတ်စကားတန်ပိုများလာတဲ့ KTV အမိကန်ဟိုင်းလန်းတွင်မှာစကြောစကွန်အွယ်နဲ့ပျော်စရာအခြေတွေတောက်တညာလုံး မတ်တဲ့ရက်နေပြီတရုတ်လိုမွညံ့နေအောင်ပြောတတ်တဲ့အမျိုးသမီးလေးတွေငါအနောက်မှာရှိတဲ့လက်မဲကြီးကဘသူလဲတိလားလို့ဂုံယူဝင့်ကြွားပြောတတ်သူတွေရဲ့ပတ်ဝန်းကျင်ညာဘက်တွေဘီယာဆိုင်နဲ့ဘာတဆိုင်မီတဆိုင်ကူးနိုင်နဲ့လက်ကစုပ်စာလူတန်းစားတဲ့ တချို့ဟာငငယ်လေးဟာတနက်တန်ကြောက်တက်အောင်သင်ခံထားရတော့ဒီခေပြက်ထဲပြားပြားကိုမှောက်လို့အမှုပညာဆိုသူအများစုလေရင်းနေဦးတွေကဖားတွေလို့အဖိနှိတ်ခံဘဝမှာအตาကြအဘအဘနဲ့ညညာရောင်ပြီးတော့အော်နေပုံရတယ်ဘာသာရေးကိုထုံးလို့ချင်းဓမ္မစရိယနီးပါး လက်ချပေးနိုင်တဲ့အရဝိုင်းစကားဝိုင်းနေမှာမော့ဝါရလစ်ဘရယ်ဝါရယောမာခစ်တော်လန်စနစ်ကနေယူကရိန်းစစ်ပွဲအထိသူတို့ပြောတတ်တယ်အခုလဲဒေါ်နယ်ထရပ်ကိုအော်ဂျီဟစ်ကျေဝေဖန်နေကြတို့ပေမဲ့စစ်မှုထမ်းဥပဒေရဲ့လူပွဲစားများအကြောင်းဖိနှိပ်ခံလူမှုကြက်တဲမှုအကြောင်း သူတို့မပြောရဲဘူးအာနာသိမ့်ခံရတာကိုသူတို့လွယ်လွယ်မေ့နေပုံရတယ်ရန်ကုန်ဆိုတာထွက်သွားတဲ့လူငယ်တွေအတွက်စိုးရိမ်ပြီးမထွက်နိုင်သေးတဲ့လူငယ်တွေအတွက်စိတ်ပူနေရ1990ပြည့်နောက်ပိုင်းမွေးရုံနဲ့အလိုလိုဝရမ်းပြင်းနဲ့ရာဇဝတ်တာဖြစ်သွားရတဲ့နိုင်ငံမှာ ငိုတမ်းမထွက်ရဲပဲကြိတ်ဆိုင်နေရတဲ့အမေအိုလိုမြို့ကြီးဆိုပါတော့ရှင်မကြီးစစ်မီးမြို့ပြကူးလာလို့တို့ရက်ွက်လေးဘုံကျဲခံရလဲအတူတူပေါ့ကွာလို့လက်တွေတွင်ရင်အတင်းထားကြတယ်လူအချို့ကြံနေတဲ့မြို့မှာလဲ ရန်ကုန်ပါပဲပင်လယ်နဲ့ပေါင်းပြီးမှလှိုင်းထားမယ်အစားမြစ်ပေါ်ကလည်းတဝုံဝုံစီးကျင်တဲ့ရန်ကုန်တနိုင်ငံလုံးကအိမ်ပြန်ဖို့ကြိုးစားနေသူလူငယ်တွေရဲ့လမ်းအဆုံးဟာရန်ကုန်ဖြစ်တယ်ပြည်သူကိုရန်သူမထင်ရင်အလံပြူတင်လိုက်ရောသူတို့စိတ်ယူနေကြင့်ကြံသည်မထောက်ခံသူရော စန့်ကျင်သူရောငုံခံသူရောတုံ့ပြန်သူရောစီးပွားပြည့်နွန်တဲ့ရုံးကန်နေရတဲ့ရန်ကုန်ရန်ကုန်ဟာတထောင်တညပုံပြင်မကတော့ဘူးရန်ကုန်ဟာအသက်ရှူမဝတော့ဘူးဒီတမိုးရောက်ရင်လဲကားလမ်းပေါ်ရေတွေနစ်အောင်ပါပဲကျေးဇူးတင်ပါတယ်ကြပါစေရ။ ဆန်းကြိုစွာမြန်မာပြည်ကြီးငြိမ်းချမ်းပါစေမြန်မာပြည်ကြီးအေးချမ်းပါစေမြန်မာပြည်ကြီးဘေးမတန်းဖြာဝေ